အလုံးပဲမင်္ဂလာပါကျောင်းကြီးကိုကြီးကျွန်တော်တို့အိမ်ဝင်မှာပေါ့နော်ကိုယ့်ဘက်ကို engine တွေဘာတွေပြန်လဲပြုတ်ပြင်းတဲ့အခါမှာကျွန်တော်တို့ rain တွေကိုပြန်သုံးကျင်တယ်ပေါ့မလဲကျင်ဘူးပေါ့အဲ့လိုမလဲကျင်တဲ့အနေထားမှာ rain တွေကောင်းမကောင်းဆိုတာကကျွန်တော်တို့ဒီတိုင်းတားလို့ရပါတယ်ကြည့်လို့ရတယ်ပြီးတော့သူ့အပေါ်ဘယ်လောက်ရှိရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာတစ်ခါပြောသွားမယ်အဲ့တော့ကျွန်တော်တို့ engine တော့ဖွင့်လိုက်တယ် engine တော့ဖွင့်လိုက်ကျွန်တော်ဟက်ကိုဖွင့်ဖွင့်လိုက်တယ်ဟက်ပါညာစစ်စစ်တယ်ပေါ့ကုတ်တယ်ပေါ့ အဲအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီအထက်ထက်မှာပစ်စင်၄လုံးကြံမယ်။အာကျွန်တော်တို့ DC 90ပေါ့ Pro ပဲပြု90ပဲပြည်ဘာဖြစ်လဲ။၄လုံးလုံး engine တွေမှာဆိုကျွန်တော်တို့အချိန်တိုင်းတာမယ်ဆိုရင် rain ကောင်းမကောင်းတိုင်းတာမယ်ဆိုရင်တော့ကျွန်တော်တို့အဲ rain ကိုပစ်စင်အဖြော့ပါမယ်။အဲ့လိုဖြော့ဖို့အတွက်ကတော့ဒီ piston တော့ဒီ engine ကနေရတယ်လို့ cry နေဖြုတ်ကမှာဗျာ။အဲ့လိုဖြုတ်ဖြုတ်ပြီးတဲ့အခါမှာကျွန်တော်တို့ rain ပထမ rain ဒုတိယလုံးကျွန်တော်ပျော်ပဲ ဖြုတ်ပြီးတဲ့အခါမှာကျွန်တော် rain ကိုတိုင်းတာတော့ slit အိုးထဲမှာကျွန်တော်တို့တိုင်းတာမှာအဲ့တော့ကျွန်တော်တို့တိုင်းတာမဲ့ slit အိုးကကောင်းမကောင်းအရင်ကြည့်ရမယ် slit ကပတ်ချလဲမှာညီညာမှုရှိမရှိပွန်ရပွန်ရရှိမရှိအထစ်တွေ line တွေရှိမရှိစားမှုရှိမရှိပေါ့နော်ဒါကိုကျွန်တော်တို့တစ်ချက်ကြည့်ရမယ်တစ်ချက်ကြည့်ပြီးရတဲ့အခါမှာကျွန်တော်ပထမ rain ကိုကျွန်တော်ဖြုတ်မှာပထမ rain ကိုဖြုတ်ပြီးတော့ကျွန်တော်တို့တိုင်းတာနေတာမှာကျွန်တော် slit အိုးရဲ့အပေါ်နှာခမ်းအောက်နှာခမ်းဆိုတာရှိတယ်ဆလေအပေါ်ပိုင်းအောက်ပိုင်းပေါ့တိုင်းနိုင်ခါမှာကျွန်တော်တို့ဒီ ပုံမှန်ကျွန်တော်တို့ piston သွားတဲ့ land down shot မှာမတိုင်းရဘူးအဲ့မှာ slick ကဟိုဟို slick ကဒါအပေါ်ပိုင်းဆိုလို့ရှိရင်ဟိုအောက်ပိုင်းမှာ piston လုံးဝမသွားထားတဲ့အပိုင်းရှိတယ်အဲ့အပိုင်းအထိကိုကျွန်တော် rain ကိုထုတ်ချလိုက် rain ကိုထုတ်ချပြီးတဲ့အခါမှာကျွန်တော်တို့အဲ့မှာပထမ rain ဆိုလို့ရှိရင် filler gain နဲ့ဆိုလို့ရှိရင်သူဒီဒီ rain နှစ်ခုကြားအဟဟောနော်ဒီလိုအဟဟောကျွန်တော် filler gain ဒီလိုထိုးထည့်လိုက် အဲ့ဒီ filter ကိကထိုးထည့်ရမယ်ပမာဏကကျွန်တော်အကြမ်းမြင်0.25လောက်ဆိုရတယ်နော်0.25ကိုနည်းနည်းဟိုနဲ့သူတိုင်းလဲကြက်မနေရဘူးဟွန်းဟိုနည်းနည်းလေးပေါ့ပေါ့ပါပါလေးဆိုရတယ်သူကဘယ်လောက်ထိရလဲဆို0.25ကနေ0.35ဆိုတော့ filter ကိအဲ့ကြားကလာမှရတယ်နော်ဒါဆိုလို့ရှိရင်ဒါပထမ range ကိုတယ်ပေါ့ဗျာဒုတိယ range ဒုတိယ rain ဆိုတော့ rain သုံးခွင့်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဂျာခလေကောင်းဟာเนาะအဲ rain ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုပဲဟိုအောက်ခြေတိပထမ rain ကိုဖြုတ်ပြီးရင်ဒုတိယ rain ကိုပြန်ထုတ်တဲ့ပြလိုက်တို့တတန်းလို့ရှိရင်သူကကျတော့နည်းနည်းလေးပို့ပြီးကရိယာပို့ရှိလို့ရတယ်0.4လို့เนาะ0.4ကလေ0.5လောက်ထိရတယ်เนาะ0.5လောက်ထိရတယ်ပြီးပါရင်ကျွန်တော်တို့ဒီ C ring C ring ဟိုအောက်ဆုံး ring အဲ့အောက်ဆုံး range ဆိုလို့ရှိရင်သူက0.25လောက်ဆိုရရယ်နော်အဲ့ဆိုအလုံးပဲအဲ့လိုတိုင်းတာပြီးတော့ပြန်လည်းပြုပြင်နိုင်ကြပါသေးဗျာ